။ယမနိကမာတို့တောင်မြန်မာနဲ့မြောင်းမြန်မာဆိုပြီးတော့ခွဲထွက်သွားပါပြီ။တောင်မြန်မာနဲ့မြောင်းမြန်မာဟာအခေါ်ဝေါ်အသုံးထိုးတွေလည်းမတူကြပါဘူးဗျာ။မြောင်းမြန်မာကတော့စစ်ကောင်စီရဲ့ဘိုးချုပ်ကြီးဖြစ်တဲ့မင်းအောင်နိုင်ကဥဆောင်ပါရဲ့ဗျ။နော်။ဒီကနေ့မှဆိုရင်တော့မြောင်းနိုင်ငံမှာအားလုံးရဲ့ပါဇက်ဖြောင်းမှာတော့ UFC မှာ flyweight တန်း number 3 fighter ကြီးဖြစ်တဲ့ Brandon River ကိုအနိုင်ယူထားတဲ့ Joshua ပဲဖြစ်ပါရဲ့ ူတိုင်းရဲ့ပါဇက်ဖြားမှာတော့ဂျော့ရှွာဘန်ဂျော့ရှွာဘန်ဘန်ကြီးဘန်ကြီးနော်အားလုံးကဖြစ်နေကြတဲ့အချိန်မှာပြီဂျော့ရှွာဘန်ဟာမြန်မာနိုင်ငံရဲ့အလံကို အမြဲတမ်းကန်ဆောင်ထားပြီးတော့မြန်မာနိုင်ငံကိုကိုစားပြုနေတာဖြစ်တဲ့အတွက်တနိုင်ကလုံးကပြည်သူတွေကပြည်သက်တွေကဂုဏ်ယူကြတယ်အဲ့ဒါလိုမျိုးဂုဏ်ယူတဲ့အထက်မှာဟိုးဘက်ကမြောက်မြန်မာကလည်းပါဝင်လာတဲ့ဗျာမြောက်မြန်မာကတော့ဂျော့ရှွာဘန်ကိုဘယ်လိုခေါ်တယ်လဲဆိုတော့ဂျော့ရှွာဘန်နဲ့ဗျာအခု ဂျက်ရှွာဘန်ဟာနံပါတ်၁ဖိုက်တာကြီးဖြစ်တဲ့ဘရန်နန်ရီဘာကိုအနိုင်ယူရပြီးတကာလာမှာအနိုင်ရပြီးတကာလာမှာပေါ့ဗျာချန်ပီယံကြီးဘန်ဒိုဂျာနဲ့ထိုးပါမယ်အဲ့တော့ချန်ပီယံကြီးဘန်ဒိုဂျာရဲ့နာမည်ကိုမြောက်မြမကဘယ်လိုပြောသလဲဒီလား ပန်းချာတိုးတဲ့ဗျာเนาะအဲ့လိုမျိုးပြောတာပါเนาะဆိုတော့ MRTV မှာလည်းเนาะကြီးညာတာအားလုံးလည်းတွေ့ပြီးသားဖြစ်မှာပါကိုရှွာပန်းနဲ့ပန်းချာတိုးတဲ့ဗျာเนาะကျွန်တော်လည်းတော်တော်လေးကိုမိုက်ပါတယ်เนาะတို့ရေအခေါ်ဝေါ်ကလည်းအင်တန်မှထူးဆန်းတာကိုဆိုတော့အခုလိုမျိုးเนาะနိုင်ငံတော်လမ်းကိုတကဘာလုံးအချပြလိုက်တဲ့ကျွန်ရှွာပန်းကိုမယောင်းနိုင်တော့ဘက်ကဒါပဆန်เนาะတင်းတောင်းချီကျဆုချဖို့အတွက်လှုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းသတင်းတွေကတော့တက်လာနေပါတယ်ဗျာဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့เนาะ သူတို့ကလည်းအလံကြီးကင်တော့နော်ဆွချချင်းနေမှာပေါ့ဗျာ